ရန်ကုန်မြို့လယ်ကောင်းရှိ Beautyland Hotel ကလူသက်မှုဖြစ်စဉ်မှာလူဝဲချက်များစွာရှိနေပြီးတန်တရားများစွာဝန်ခံနေရတဲ့ရဲထုတ်ပြန်ချက် မင်္ဂလာပါပရိသတ်ကြီးရှင်အမျိုးသမီးတဦးအားခန္ဓာကိုယ်အစိပ်ပိုင်းများကိုအပိုင်းပိုင်းဖြတ်တောက်၍ရရက်ဆက်ဆက်တက်ဖြတ်ခဲ့သောရန်ကုန်မြို့လေကောင် Beauty Land Hotel လူသက်မှုကျူးလွန်သူသည်ဂိမ်းဆွဲနေတဲ့အသက်၁၈နှစ်အရွယ်လူငယ်တဦးဖြစ်ပြီးစိတ်တစားဆန်ဆန်တက်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွေအပေါ်တန်တရားများစွာရှိနေကြောင်းပြည်သူများနဲ့ရဲရာရှိဟောင်းတို့မှဝေဖန်နေကြပါသည်။ ပြီးခဲ့တဲ့အောက်တိုဘာလ6ရက်နေ့ရန်ကုန်မြို့ပပဲတန်းမြို့နယ်ရှိ32 Beauty Land Hotel အခန်းအမှတ်900နှင့်ပတင်းပေါက်အပြင်ဘက်အဲကွန်အောက်တိုနှစ်ခုကြားမှာအမိုက်အိတ်အတွင်အလောင်းတွေးရှိထားကြောင်းသတင်းများအရရဲတပ်ဖွဲ့ဝင်များမှသွားရောက်စစ်ဆေးခဲ့ရာအမိုက်အိတ်အတွင်၌ဝန်းတွင်းကလီစာများနဲ့ဘွဲဘက်ပေါင်အသားများလှိဖြတ်ထုတ်ယူထားခြင်းခံထားရတဲ့အမျိုးသမီးတဦးရဲ့အလောင်းကိုတွေးရှိခဲ့ရတာကြောင့်ပပဲတန်းမြို့မှရဲစခန်းမှာရာသက်ကြီးဥပဒေပုံမှ300နှစ်ဖြင့်အမှုဖွင့်စစ်ဆေးခဲ့ကြောင်းဆိုထားပါ ါတယ်ထို့နောက်စုံစမ်းဖော်ထုတ်ခဲ့ရာတည်ဆုံးသူမှာပဲခူးတိုင်းနတလင်းမြို့နယ်နေမဆုမြတ်ဝင်းအသက်23နှစ်ဖြစ်ကြောင်းနဲ့ပြမှုကျွလွန်သူများမှာတာကေတာမြို့နယ်နေအောင်ခန့်ကျော်စင်အသက်18နှစ်နဲ့၎င်းရဲ့အရေးစားဖြစ်သူဗဟန်းမြို့နယ်နေအေမွန်အောင်အသက်18နှစ်တို့ဖြစ်ကြောင်း အော်တိုဘာလာ9ရက်နေ့မှာ၎င်းတို့ရဲ့နေအိမ်အသီးသီး၌ဖမ်းဆီးရမိခဲ့ပြီးအောက်ခန့်ကျော်စင်းဤနေအိမ်မှာပြုမှုကျူးလွန်ခြင်း၎င်းဝစ်စင်အုံပြုခဲ့သည့်အဝယ်အစားများစတီတာ2ချောင်းတေဆောသူကင်ဆောင်သောလက်ကင်ဖုန်း2လုံးအပါအဝင်လက်ကင်ဖုန်း3လုံးနှင့်ဆက်ဆက်ပစ္စည်းများသိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်ပြမှုကျွလွန်သူအောင်ခန့်ကျော်စင်ဤထွက်ဆိုချက်အရ၎င်းဟာဂိမ်းအလွန်အကျွံကစားခြင်းလူသက်အလောင်းဖြောက်သည့်နိုင်ငံသားဇလန်တွေများအလွန်အကျွံကြည့်ရှုလေးရှိကြောင်း အော်တိုဘာလာ9ရက်နေ့မှာလီတာအမြင်ရှိ Telegram Channel မှာတဆင့်မဆုမြတ်ဝင်းအားပျော်ပါရန်အခချင်းွေဖြင့်ခေါ်ယူခဲ့က Beautyland Hotel အခန်းအမှတ်902နိုင်ပျော်ပါနေစဉ်မဆုမြတ်ဝင်းအားအသင်းဆောင်ထားသော စတီတာနှစ်ချောင်းဖြင့်ရက်ဆက်စွာတက်ဖြတ်ခဲ့ပြီးဝန်တွင်းကလီစာများနဲ့ဝဲဘက်ပောင်အသားများလှည့်ဖြတ်ထုတ်ယူကာဆုံးပြစ်ခဲ့ကြောင်း ထို့နောက်၎င်း၏ရည်စားဖြစ်သူအေမွန်အောင်အားအဆိုပါဟိုတယ်သို့ခေါ်ဆောင်ကအခန်းတွင်းရှိသွေးများတန်ရှင်ရေးပြုလုပ်ခြင်းမဆုမြတ်ဝင်း၏အလောင်းကိုဖျောက်ဖျက်ခဲ့ကြောင်းဖော်ထုတ်ရရှိခဲ့သည်ဟုရဲဘက်ဆိုင်ရာမှုခင်းထုတ်ပြန်ချက်တွေမှာထုတ်ပြန်ထားပါသည် အဆိုပါဖြစ်စဉ်မှာရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရအသက်ခံရသူအမျိုးသမီးအားပြည်တစားအဖြစ်ဖော်ပြထားသလိုကျူးလွန်သူအမျိုးသားကိုလည်းစိတ်ပိုင်းဆိုင်ရာချုပ်ရင်းအားနည်းနေသူအဖြစ်ဖော်ပြထားခြင်းဟာပြည်မှုကိုခွင်းလုံးကျွတ်ဖြစ်စေရန်ပုံဖော်ထုတ်ပြန်ထားခြင်းဖြစ်နိုင်ကြောင်းနှစ်30ခန့်ရဲလုံးသက်ရှိခဲ့တဲ့ရဲရရှိဟောင်းတဦးကပြောပါတယ်အဆိုပါရဲရရှိဟောင်းကအမှုဆဆွဲထားကလေးကပုံမှန်300နှစ်တခုပဲထည့်ထားတယ်အမှန်ကဖြစ်တဲ့အမှုသေးတွေကနေစပြီးထည့်ရမှာ ဟိုတယ်ကိုခေါ်လာတဲ့အသွေးဆောင်ဖျားရောက်မှုကြိုတင်ကြံစီမှုမတိန်ချင်းမှုလူသန်းမှုအလောင်းဖြောင်းဖြက်မှုအ धिक ဓာရီအလုံးပါရမယ်အခုကတေးတန်အထိပြည်တန်ချမှတ်နိုင်တာကိုသူတို့လိုချင်တဲ့ပုံစံအမှုတိဆောက်ထားပြီးပြည်တန်လုံးဝမကြအောင်တိဆောက်ထားသလိုမျိုးဖြစ်နေတယ်လို့အဆိုပါရဲဝန်ထမ်းဟောင်းကပြောပြထားတာလည်းဖြစ်ပါတယ်။ ထုတ်ပြန်စင်တဲ့ပတ်သက်ပြီးစိတ်ပိုင်းဆိုင်ရာသူတည်သနာပြုနေသူတအူးကလည်းပြုမှုကျူးလွန်သူဟာအမှန်တကယ်စိတ်ပိုင်းဆိုင်ရာအားနိုင်နေသူဖြစ်ပါကတက်ပြတ်မှုအပြီးအလောင်းဖြောက်ပြတ်မှုများကို စနစ်တကျလှုံ့ဆော်သွားနိုင်ခြင်းမရှိနိုင်ကြောင်းပြောပြထားတာလည်းဖြစ်ပါတယ်။